တွင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ April 29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတကာအကူအညီများကိုစစ်ကောင်စီကနေပြည်တော်မှာထိမ့်သိမ့်တာဟု UNG ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီဟာငလင်ဘေးတင်ပြည်သူများကိုကူညီရန်ပြက်ကွက်နေတဲ့အပြင်နိုင်ငံတကာအဖွဲ့အစည်းများမှပေးအပ်တဲ့ကူညီကိစ္စရေးပစ္စည်းများကိုပြည်သူများထံဖြန့်ဝေခြင်းမပြုဘဲနေပြည်တော်မှာပင်ဖြစ်သလိုထိမ့်သိမ်းထားတာကိုတွေ့မြင်နေရကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရဦးကျော်စောကပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်း press briefing အစီအစဉ်မှာပြောထားပါဗျာ။ ငလင်းဘေးတင်ပြည်သူများအတွက်နိုင်ငံတကာအဖွဲ့အစည်းများမှပေးအပ်တဲ့ပစ္စည်းတွေကိုလိုအပ်နေတဲ့ပြည်သူတွေစီကိုဖြန့်ဝေခြင်းမပြုဘဲနေပြည်တော်မှာဖြစ်တယ်လို့ထိမ့်သိမ်းထားတာကိုတပ်ပုံမှတ်တမ်းများအရာတွေ့မြင်ရကြောင်းစစ်ကောင်စီဟာလူသားချင်းစာနာမှုအကူအညီများပေးနေတဲ့ပြည်ပအဖွဲ့များနဲ့ပြည်တွင်းအဖွဲ့အစည်းများကိုအနှောက်အယှက်ပေးကအကူအညီများအားတားဆီးပိတ်ပင်နေကြောင်း၎င်းကပြောပါတယ် အာဆီယံအေရှီစင်တာကပေးတဲ့ပစ္စည်းတွေကိုမိုးတဲ့လေထဲမှာပစ်ထားတာတွေ့တယ်။လူတို့စီမရောက်ပဲနဲ့နေပြည်တော်မှာပဲဖြစ်တယ်လို့ထားတာမျိုးတွေတွေ့နေရတယ်။မန္တလေးမှာစည်ရဲသားပြည်သူတွေကိုဘာမှအကူအညီမပေးလို့အမိုးအကာမရှိနေထိုင်ဒုက္ခရောက်နေကြရတဲ့ပုံတွေဟာလည်းတက်တဲ့တစ်ခုဖြစ်ပါတယ်။ကိုကျိုးရှာရောင်းစားမှုတွေကြောင့်အကူအညီပစ္စည်းအစားအသောက်တချို့ဈေးကွက်ထဲရောက်ရှိလာတာကိုတွေ့နေရပါတယ်လို့ပြောပါတယ်။ဒါပြင်နိုင်ငံတကာဒေတာတွေနဲ့အိနီးချင်းနိုင်ငံများအနေနဲ့အကြံဖတ်စစ်ကောင်စီရဲ့တဘာဝဘေးအန္တရာယ်များမှအမျက်ထုတ်မှုများကိုတတိထားစောင့်ကြည့်ကြရန်လည်းတိုက်တွန်းပါတယ်။ အင်အားပြင်းကလေးကြောင့်ဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံမှာပြည်သူတန်ပေါင်းများစွာကိုအကူအညီပေးဖို့အချိန်မဆိုင်ပဲချက်ချင်းရောက်လာပြီးကေဇေးရေးလုပ်ငန်းများမှာအဆအကူအညီများပေးနေကြတဲ့အိန္ဒိချင်းနိုင်ငံများအာဆီယံအဖွဲ့နိုင်ငံတကာနဲ့ UN အဖွဲ့အစည်းများ US UK EU ကနေဒါအော်စတြေးလျစတဲ့နိုင်ငံများစွာကိုလည်းကြီးစုတင်ရှိကြောင်းထည့်သွင်းပြောကြားထားပါတယ်။ ငလင်ဘေးကြုံနေရတဲ့ကာလမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူပေါင်း242ဦးသေဆုံးခဲ့ကြောင်း NUG ကဧပြီလ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ငလင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့မှာဧပြီလ25ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှု225ကြိမ်ရှိခဲ့ပြီးသေဆုံးသူများထဲမှာအသက်18နှစ်အောက်ကလေးငယ်29ဦးပါဝင်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရေစကြိုမြို့နယ်ဗလဘရွာကိုရွာလုံးကျွတ်မိရှုဖျက်ဆီးခဲ့တဲ့စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်ကြားဖြတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား20ကျော်တေဆုံးသွားကြောင်းသတင်းတင်ဆက်ပေးပါမယ်။ မကွေးတိုင်းရေစကြိုမြို့နယ်ပလဘရွာကိုရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်ကြားဖြတ်တိုက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား20ကျော်တိတ်ဆုံးခဲ့ကြောင်းရေစကြိုတပ်ပေါင်းစုတရင်ပြန်ကြားရေးတာဝန်ခံဇက်ပီကီကပြောပါရယ်ဧပြီလ20ရက်နေ့ကပခုတ်ကူမြို့မှာတက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ရေစကြိုဘက်မှာတက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပူးပေါင်း၍အင်အား250ကျော်နဲ့ရေစကြိုမြို့နယ်ကျူရွာကြီးရွာဘက်ကိုနက်နက်၄နာရီအချိန်မှစပြီးစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်းသိရှိရပါရယ် အစိုးရအကြံဖတ်စစ်တပ်စစ်ကြောင်းဟာနနက်9နာရီအချိန်ခန့်မှာကျူရွာကြေးရွာမှဘလဘကြေးရွာဘက်ကိုဆက်လက်စစ်ကြောင်းထိုးဝင်ရောက်လာစဉ်မှာရေစကြိုတပ်ပေါင်းစုမှရဲဘော်များနဲ့မိနစ်20ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီလိုတိုက်ပွဲဖြစ်ပွားပြီးနောက်အကြံဖတ်စစ်တပ်စစ်ကြောင်းဟာကျူရွာကြေးရွာအတွင်းကိုပြန်လည်ထွက်ပြေးသွားပြီးမုံလွယ်12နာရီ30မိနစ်ခန့်မှာဒုတိယအကြိမ်ကြေးရွာအတွင်းမှထပ်မံထွက်လာ၍တိုက်ပွဲဖြစ်ပွားပြီးကျူရွာကြေးရွာကိုထပ်မံထွက်ပြေးသွားကြောင်းသိရှိရပါသည် ဧပြီလ22ရက်နေ့မှာကျူရွာကြီးရွာအတွင်းကိုရောက်ရှိနေတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းဟာဘလဘကြီးရွာဘက်ကိုအင်အားအလုံးအင်းနဲ့ထပ်မံထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်ရေစကြိုတပ်ပေါင်းစုမှဥဆောင်၍မဟာမိတ်ညီနောင်အဖွဲ့များနဲ့နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းအကြံဖတ်စစ်ကောင်စီတပ်သား20ကျော်တိတ်ဆုံးပြီး30ကျော်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်တိတ်ဆုံးသွားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားမသားအလောင်းများကိုပခုတ်ကူဘက်ကို၃ဘိန်းနဲ့ပြန်ခိုးတယ်သွားကြကြောင်းသိရှိရပါတယ်။ တိုက်ပွဲအတွင်းမှာစစ်ခွေးတွေကအင်အားအလုံးအရင်းနဲ့မြေပြင်ရောဝေဟင်မှာထိုးစစ်ဆင်တိုက်ခိုက်လို့ကျွန်တော်တို့တော်လန်ရေးရဲဘော်တွေစုတ်ခွာပေးလိုက်ရတာပါလို့ရေစကြိုတပ်ပေါင်းစုတရင်ပြန်ကြားရေးတာဝန်ခံဇက်ပီကီကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရေစကြိုတပ်ပေါင်းစုပခုတ်ကူခရိုင်တရင်နှစ်30ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလပါပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကံမတပ်ပေါင်းစုနေစည်းမချပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမိလက်ယုံပျောက်ကြတဲ့ တောင်းညီနောင်နဲ့ Wolf Brothers Burma Revolution Ranger တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းရေစကြိုတပ်ပေါင်းစုမှရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါအကြံဖတ်စစ်တပ်စစ်ကြောင်းဟာပလဘကျေးရွာကိုရွာလုံးကျွတ်မိရှုဖျက်ဆီးခဲ့ပြီးဧပြီလ22ရက်နေ့မှာပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ညောင်ဦးမြို့နယ်စင်ကူရေစခန်းမှာစစ်ကြောင်းထိုးရန်ထွက်လာတဲ့စစ်တပ်ကိုကြားပြတ်တိုက်ခိုက်မှုစစ်သား၄ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းညောင်ဦးမြို့နယ်စင့်ကူတိုက်နယ်မြေရဲစခန်းမှာစစ်ကြောင်းထိုးရန်ထွက်လာတဲ့အကြံဖတ်စစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းပကံဘူချို PDF မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ယမန်နေ့ဧပြီလ28ရက်နေ့နနက်9:30မိနစ်အချိန်ခန့်မှာမကွေးတိုင်း6မြို့မှမန္တလေးတိုင်းညောင်ဦးမြို့နယ်စင့်ကူတိုက်နယ်မြေရဲစခန်းကိုစစ်အင်အား60ခန့်စစ်ကား2စီးနဲ့ရောက်ရှိလာကြောင်းအဲဒီနောက်ယင်းနေ့ညနေ9:00ခန့်အချိန်မှာတပ်မရင်းနှံမော်ဘက်ကိုစစ်ကြောင်းထိုးလာစဉ်ပကံဘူချို PDF နဲ့မဟာမိတ်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်ကောင်စီတပ်သား၄ပွဲချင်းပြီးတိတ်ဆုံးခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တိတ်ဆုံးသွားတဲ့စစ်သားအလောင်းများကိုမိရှို့ဖျက်ဆီးသွားကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုမှာစစ်ခွေး၄កောင်တိတ်တယ်။စစ်ကူရဲစခန်းကနေတပ်မရင်နံမော်ဘက်ကိုစစ်ကြောင်းထုတ်ဖို့ထွက်လာတဲ့အချိန်ကြားဖြတ်တိုက်ခိုက်ခဲ့တာတိုက်ပွဲဖြစ်ပွားပြီးတော့တိတ်ဆုံးသွားတဲ့စစ်ခွေးအလောင်းတွေကိုမိရှို့သွားတဲ့ပြည်သူတွေအနေနဲ့စစ်ရေးအသည့်တတိရှိကြဖို့ပြောချင်ပါတယ်လို့ဗကန်ဘူချူ PDF မှာတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုပကံပိုချို PDF နဲ့မဟာမိတ်တပ်ဖွဲ့များကအထူးကဲမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းပကံပိုချို PDF တပ်ဖွဲ့ကစစ်အာဏာရှင်တော်လှန်ရေးကိုဆက်လက်အရှိန်မြှင့်လှုပ်ဆောင်လျက်ရှိရမှာပြည်သူများအနေနဲ့ရဲဘော်များရဲ့ကြီးဖို့လက်နက်ဖိုးများအတွက်ပါဝင်ကူညီပေးကြပါရဲ့မေတ္တာရက်ခံကြောင်းပကံပိုချို PDF မှတာဝန်ရှိသူကတိုက်တွန်းပြောဆိုပါတယ်။အဲ့ဒီနောက်ဘာမာအက်ကိုအမြန်ဆုံးအသက်သွင်းရန်ကံလွတ်တော်အမတ်များတိုက်တွန်းအားပေးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်အစိုးရကအတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်တဲ့မြန်မာပြည်ဆိုင်ရာဥပဒေဘာမာအက်ကိုအစောတလင်အသက်သွင်းပြီးမြန်မာပြည်သူတွေအတွက်အကူအညီပေးနိုင်ရဲ့အမေရိကန်လွှတ်တော်အမတ်တွေကတမ်မနဒေါ်နယ်ထရမ့်အစိုးရကိုတွန်းအားပေးနေပါတယ်။ဘာမာ Research Institute ကစီစဉ်တဲ့ American Senate အမတ်တွေနဲ့ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေရဲ့မြန်မာအရေးအပေါ်အမြင်သဘောထားပေါင်းဆက်ရှင်းလင်းပွဲကို ဒေတာဆန်တော်ချင်းဧပြီ28ရက်မွန်လယ်ပိုင်းကအမေရိကန်လွှတ်တော်နိုင်ငံတကာရေးရာကော်မတီအစည်းအဝေးခန်းမှာမှပြုလုပ်ခဲ့တာပါစစ်ကောင်စီကငလင်လုတ်ပြီးချိန်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေမရက်ဘဲထိုးစစ်ဆင်နေတာပါတာရေးအဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအမေရိကန်လွှတ်တော်အမတ်တွေကသူတို့ရဲ့အစိုးရအပေါ်တွန်းအားပေးဆောင်ရွက်နေတာတွေကိုရှင်းလင်းပြောဆိုခဲ့ပါတယ် အခမ်းအနားကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီတမရဒူဝါလက်ရှိလာကအွန်လိုင်းကနေတဆင့်ပါဝင်ခဲ့ပြီးပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ကတော့လူကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ American အငိမ့်စားတန်အမတ်ကြီး Sam Brownback က Policy အဖြေရှာချက်ကဒီမှာရှိပါတယ်။ The Burma Act ကျွန်တော်တို့ဖြည့်ရှင်းချက်နောက်တစ်ခုရှာဖို့မလိုပါဘူး။ဒီဥပဒေကိုအသက်သွင်းပြီးအကောင့်ထဲပေါ်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကအမှန်တကယ်ဖြစ်လာအောင်လုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ကအခုခိုးဝါစီအေးခစ်ကိုပြန်ရောက်နေတယ်လို့ဖြစ်နေတယ်။ဒါပေမဲ့ဒီခိုးဝါကပူလောင်ပါတယ်။ဒါကအရှိအလေပိုင်းမှာပူလောင်နေတယ်။ယူကရိန်းမှာပူလောင်နေတယ်။အခုမြန်မာပြည်မှာပူလောင်နေပါတယ်။ စစ်အေးခအခြေအနေကိုပြန်ရောက်နေတာပါလူတွေဟာနေ့စဉ်ပြစ်ခတ်တပ်ဖြတ်ခံနေရတယ်အခုကျွန်တော်တို့ကဘယ်မှာရောက်နေလဲဆိုတာကိုတိတိကျကျသုံးသပ်ပြီးပြောရမှာဖြစ်ပါတယ်ကျွန်တော်တို့ဟာမြန်မာနဲ့မဟာမိတ်ဖြစ်ပြီးတေချာဖို့အနိုင်ရမှာပါကျွန်တော်တို့သာလစ်လျူမရှုထားဘူးဆိုရင်ပေါ့လေကျွန်တော်တို့တေချာဖို့အနိုင်ရမယ့်အခြေအနေဖြစ်ပါတယ်အာနာတိန်စစ်အုပ်စုဟာတိုင်းပြည်မှာဩဇာမရှိတော့ပါဘူးပြည်သူတွေကသူတို့ကိုမုန်းနေပြီးကျွန်တော်တို့ကအနိုင်ရမယ့်အခွင့်အရေးရှိနေပါပြီဒါကိုကျွန်တော်တို့ကဘာကြောင့်လစ်လျူရှုထားရမှာလဲလို့ပြောပါတယ် လက်ရှိ Trump အစိုးရဟာခရစ်ယာန်ဘာသာရေးအတိုင်းအဝန်းပေါ်အလေးထားဆက်ဆံမှုရှိနေတာကြောင့်မြမအရေးအပေါ်အစိုးရရဲ့အာရုံစိုက်မှုပိုရလာအောင်မြမအရေးတက်ကြွလှုပ်ရှားသူတွေကဘာသာရေးလွတ်လပ်ခွင့်ရှုထောင့်ကနေချင်းကပ်နေကြတာပါတမရဟောင်းဂျိုးဘိုင်နဲ့လက်ထက်မှာအတည်ပြုထားတဲ့ဘာမာအက်ကဟာအမေရိကန်မျိုးသားကာကွယ်ရေးလုံခြုံရေးအက်ဥပဒေ NDAA အောက်မှာအကျုံးဝင်နေတာဖြစ်ပြီးမြမအရေးဟာအမေရိကန်နိုင်ငံရဲ့လုံခြုံရေးအပေါ်တက်ရောက်မှုရှိနေတဲ့အတွက်ဥပဒေတရက်အဖြစ်ပြဋ္ဌာန်းခဲ့တာလို့လေလာသူတွေကမှတ်ချက်ပြုထားပါတယ်။ မြန်မာအရေးဟာထူးခြားတဲ့ချင်းချောက်မှုအဖြစ်ဆက်ရှိနေကြောင်းဇန်နဝါရီ20ရက်နေ့ကတမရထရမ့်ရဲ့အင်ဗျူရောကနေထုတ်ပြန်ထားပြီးနောက်ပိုင်းမှာတော့မြန်မာအရေးနဲ့ပတ်သက်တဲ့ကန်အစိုးရရဲ့လှုပ်ရှားမှုသတင်းတွေပြန်လည်ငြိမ်သက်ခဲ့ပါတယ်။ Burma Research Institute ဥက္ကဋ္ဌဇူသုံးမုံကငလင်လှုပ်ပြီးမှအခု US အစိုးရကနေဒေါ်လာ6တန်းပဲအကူအညီပေးတယ်။ကျွန်တော်တို့ကတော့ပို့ပြီးတော့များများပေးစီခြင်းနဲ့အဲ့ဒါတစ်ချက် နောက်တစ်ချက်ကအခုလေချောင်းကနေလဲဆက်လက်ပြီးတော့တိုက်ခိုက်နေတယ်အပြည့်ရဲ့ကျင်ညာပြီးလဲတိုက်ခိုက်နေတယ်ငလင်လုတ်ပြီးတော့ဒီလောက်စ조사ပြီးတော့အလုတ်လုတ်နေရတဲ့အချိန်မှာလဲဆက်လက်ပြီးတော့တိုက်ခိုက်တယ်ဒါကြောင့်မို့ဒီလေချောင်းကနေတိုက်ခိုက်နေတဲ့ဟာဘာသာရေးအဆောက်အုံဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်တိုက်ခိုက်နေတဲ့ဟာပြည်သူကိုတိုက်ခိုက်နေတဲ့ဟာကိုရက်တန့်ဖို့ US အစိုးရကနေကူညီတဲ့နဲ့ဆိုပြီးတော့ဒီအချက်နှစ်ချက်ကိုအဓိကထားပြီးကျွန်တော်တို့ရှင်းလင်းပွဲလုပ်တာဖြစ်ပါတယ်လို့ပြောပါတယ် မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ပြည်သူနှစ်သန်းဝန်းကျင်အရေးပေါ်အကူအညီတွေလိုအပ်ခဲ့တယ်လို့ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။ဘာမာအက်ပါပြဋ္ဌာန်းချက်တွေအရမြန်မာအရေးအတွက်အကူအညီပေးမဲ့ဒေါ်လာတန်120ဝန်းကျင်ဟာမြေပြင်ကိုအနေငယ်သာစီစဉ်မှုရှိခဲ့ပြီးတမနာ Trump အမိန့်နဲ့ US aid လုပ်ငန်းတွေရပ်နားထားပြီးနောက်ပိုင်းမှာတော့ကြံနေတဲ့အကူအညီအလုံးနှိပါရပ်တန့်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနော် AA နဲ့ဆက်ဆံနေမှုဘင်္ဂလားဒေ့ရှ်အတီးပြုတ်ဆိုတဲ့စောင်းမရှင်ဆရာလှဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ ်ဘင်္ဂလားဒေ့ရှ်ဟာအမေရိကန်အကျိုးစီးပွားအတွက်ဂျာကန်အဖြစ်ဆောင်ရွက်ပေးရန်သတင်းများပေါက်ကြားလာနေချိန်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏အတိုင်ပင်ခံမိုဟာမက်တိုဟစ်ဟိုစိန်ကမိမိတို့အနေနဲ့အခြားရွေးချယ်စရာလမ်းမရှိတော့တဲ့အတွက်အာရခတ်တပ်တော်နဲ့ဆက်ဆံရခြင်းဖြစ်ကြောင်းကူလာတမကရဲ့တောင်းဆိုလာတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဇင်းကြံလမ်းမကြီးတစ်ခုဖွင့်လှစ်ပေးရန်လဲသဘောတူကြောင်းဓာတ်ကာမှာပြုတ်လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပေါ်အတည်ပြုလိုက်ပါတယ် ဘင်္ဂလားဒေ့ရှ်ဟာတစ်တသမ3တန်းသောရိုဟင်ဂျာဒုက္ခသည်များလက်ခံထားရမှုအတွက်ကြောမှစူးကြီးတစ်ချောင်းစိုက်ဝင်နေသလိုဖြစ်ခဲ့ရပြီးအတိုက်အခံနိုင်ငံရေးပါတီများသတင်းစာများရဲ့ဝေဖန်ပြစ်တင်ခြင်းအမြဲလိုလိုခံနေရပါတယ်ဘင်္ဂလားဒေ့ရှ်ရဲ့အကြီးဆုံးနိုင်ငံရေးပါတီကြီးဖြစ်တဲ့ Jamaati Islami Party ကလည်းရခိုင်မှာလွတ်လပ်တဲ့ Rohingya နိုင်ငံထူထောင်ပေးရန်မြန်မာစစ်ဘုံကြုံများရဲ့အားထားရာခေါင်းငိုင်ဖခင်ကြီး Godfather ဖြစ်လာနေတဲ့တရုတ်ကိုတရားဝင်အဆိုပြုလာခဲ့ပြီးဖြစ်ပါတယ် ဂျက်ကာကိုအလဲပတ်ရောက်ရှိနေတဲ့တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့ကိုတင်ပြခဲ့ကြောင်းကြေညာချက်မှာပါရှိနေပါတယ်။တရုတ်ကိုယ်စားလှယ်အဖွဲ့ကလည်း၎င်းတို့အစိုးပြုချက်ကိုတရုတ်အစိုးရထံပြန်လည်တင်ပြပေးမယ်လို့ပြန်လည်ပြောဆိုခဲ့တယ်လို့ပါရှိပါတယ်။အဲ့ဒီကိစ္စကိုတရုတ်အစိုးရသဘောတူပို့တာလိုတယ်လို့ဆိုလိုချင်ပုံရပါတယ်။မြန်မာစစ်ကောင်းဆောင်များအားမဖြစ်လို့သာဆက်ဆံနေရပေမဲ့ဖုတ်လေတဲ့ငပိရှိတယ်လို့ပဲမထင်ဆိုသည်နဲ့အချုပ်အခြာအာဏာပိုင်ဆုံးမှုမရှိတော့ဘဲနေပြည်တော်မှာတိုက်လေရင်များပိုင်ဆိုင်ထားတဲ့စစ်အုပ်စုအဖြစ်သာသဘောထားနေကြပြီဆိုတာကိုအတိုင်းသားပေါ်လွင်နေပါတယ်။ အဲ့ဒီအဖွဲ့ကြီးမှအာရခတပ်ဖွဲ့ဝင်များဘင်္ဂလားဒေ့ရှ်ပိုင်နက်နေမီတဲ့10ကီလိုမီတာအထိအန်တားမရှိဝင်ရောက်ကရွာများမှာတကြံပွဲဆင်နွှဲနေခဲ့တယ်လို့ပြင်းထန်တဲ့စကားလုံးများနဲ့ဆွတ်ဆွဲထားပြီးဖြစ်ပါတယ်တရုတ်ကွန်မြူနတီပါတီကိုယ်စားလှယ်အဖွဲ့ရဲ့ခရီးစဉ်ဟာအမေရိကန်လက်ထောက်နိုင်ငံသားရေးဝန်ကြီးနှစ်ဦးနဲ့မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံယာယီတာဝန်ခံတို့ရောက်ရှိပြီးမကြမီမှာပင်ထွက်ပေါ်လာခြင်းဖြစ်တဲ့အတွက်ပြန့်နှံ့လာနေတဲ့သတင်းများနဲ့ပတ်သက်ပြီးတရုတ်တို့စိုးရိမ်မကင်ဖြစ်လာပုံရတယ်လို့လည်းယူဆ၍ရနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏အတိုင်ပင်ခံမှနေကြားတစ်လျှောက်လုံးမြန်မာစစ်တပ်ရဲ့ဩဇာအာဏာတပ်ရောက်မှုလုံးဝမရှိတော့တဲ့အဖြစ်ကိုမတိကျိုးကြပြုနေရမဖြစ်တော့တဲ့အတွက်လက်ရှိထိန်းချုပ်ထားတဲ့နိုင်ငံတော်အစ်စ်မဟုတ်တဲ့အဖွဲ့အစည်းဖြစ်တဲ့အာရခတပ်တော်ကိုမိမိတို့အကျိုးစီးပွားအတွက်အမှန်တကယ်လိုအပ်လာ၍ဆက်ဆံနေခြင်းဖြစ်တယ်လို့ရှင်းလင်းသွားခဲ့ပါတယ်။တရားဝင်မဟုတ်သည့်တိုင်ဆက်ဆံရမယ့်နည်းလမ်းများနဲ့ထိတွေ့ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။မိမိတို့အနေနဲ့ပြည်တွင်းရေးဝင်ရောက်ဆွတ်ဖက်တယ်လို့ယူဆခံရသည့်ထက်နိုင်ငံတွင်းရောက်နေတဲ့ဒုက္ခသည်များပြန်ပို့နိုင်ရန်သာအရေးကြီးနေတဲ့သဘောမျိုးလည်းပြောဆိုသွားခဲ့ပါတယ်။ ်အရခတ်တက်တော့ဟာယခုဘင်္ဂလားဒေ့ရှ်အညာကိုကင်ထားနိုင်ပြီဖြစ်တဲ့အတွက်၎င်းတို့လိုလားချက်များလည်းတောင်းဆိုလာတော့မိတာဖြစ်ပါတယ်လက်ရှိအနေဒါဟာတိမ်မွေးစွာကင်တွယ်နိုင်မှဖြစ်ပေတော့မယ်သို့မဟုတ်ပါကဒုက္ခတဲ့စကံများအတွက်မြေနေရာရယုံဘင်္ဂလားဒေ့ရှ်ဘက်မှဖိတ်ယူဖို့ကြိုးစားလာရင်လည်းတရုတ်တို့လာရှိုးကဲ့သို့ဝင်ရောက်လာရန်လမ်းပွင့်သွားတော့မှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အိမ်ဆောင်အစိုးရဟာပြည်တွင်းမှာပြည်အားပေးမှုများခံလာနေရတဲ့အတွက်အဲ့ဒီလိုဖြစ်လာနိုင်ခြေရှိတာကိုလည်းအမေရိကန်ကရိပ်စားမိပုံရပါတယ်။ ကုလသမဂ္ဂတောင်းဆိုလာတဲ့လူသားချင်းအကူအညီပေးနိုင်မဲ့ဇင်းကြံလမ်းမကြီးတစ်ခုပွင့်ပေးဖို့သဘောတူထားပြီးဖြစ်ပေမဲ့မိမိတို့ဘက်မှစီကံချက်အချို့သတ်မှတ်ထားပြီးဖြစ်ကြောင်းမိတို့သောစီကံချက်မျိုးဆိုသည်ကိုတော့အသေးစိတ်ထုတ်ပြောရင်မဖြစ်ဘူးလဲဆိုပါတယ်။ကုလသမဂ္ဂကမြန်မာစစ်ကောင်းဆောင်များကရခိုင်ပြည်နယ်မှာအငတ်ဘေးဆိုက်ရောက်လာသည့်အထိစာနယ်ရိတ်ခါနဲ့လူသုံးကိုပစ္စည်းများပိတ်ဆို့ထားမှုအပေါ်စိုးရိမ်မကင်ဖြစ်လာတဲ့အတွက်အတွင်ရင်မှုကျုံမှအကူအညီပေးနိုင်မဲ့ဇင်းကြံလမ်းမကြီးတစ်ခုပွင့်ပေးဖို့အပူတပြင်းကြိုးပမ်းလာခြင်းဖြစ်ပါတယ်။ ဖြစ်ပေါ်လာသည့်အခြေအနေများအလုံးဟာအာရကတက်တော်ကိုနိုင်ငံတကာမှမတိကျိုးကျွံပြုရမရတော့သည်ဆိုသည်ကိုပြဆိုနေပြီးအခွင့်အလမ်းများလည်းထွက်ပေါ်လာတော့မှလည်းဖြစ်ပါတယ်။ပြည်သူများတစ်ရက်လုံးလှဲနေလေအောင်မြင်းဆောင်မကြံတိုင်းပြည်ကိုစေစုနှစ်ပေါင်းများစွာကြောင်းအန်ရပေးလာနေုံနဲ့အားမရသေးပဲပြည်ပဩဇာကံများဖြစ်အောင်လှုပ်လာကြတဲ့အပြင်လူမျိုးအားလည်းအခြားနိုင်ငံသားများလိုအပူပင်ကင်းစွာလူချင်းတူတူတူချင်းအမျှမျှမနေနိုင်အောင်ဒုက္ခပေးလာနေတဲ့စစ်အာဏာရှင်စနစ်ဆိုးကိုဝိုင်းဝန်းတိုက်ထုတ်ဖို့အချိန်ကျရောက်လာနေပြီဖြစ်ပါတယ်။ ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ